ို့ဘာကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးတော်တော်စီးပွားရှာစားအဲ့ဒီ lobby တွေလည်းပဲအဲ့တော့ကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ်။ lobby တွေကြက်ကြက်တတိထားဆိုတဲ့အကြောင်းအရာလေးပေါ့နော်။အဲ့တော့ lobby တွေကြက်ကြက်တတိထားဆိုတော့ကျွန်မအရန်တတိထားအမယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်မမြန်မာဝတ်စုံကြက်ကြက်လေးတွေကျွန်မအရန်ဝတ်တတ်တဲ့သူပေါ့နော်။အဲခန့်နေတာကအဲ့ဒီ lobby တွေရဲ့ပြဿနာ။အဲ့တော့ lobby တွေကဟိုကတော့ဘာလဲတောင်ပန်းကမ်းပန်းမသိ။ဟဲ့လားကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လား။ နိုင်ငံရေးသမားတွေလားတော်လှန်ရေးသမားတွေလားနော်လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တာဒီနိုင်ငံတော်တည်ငြိမ်အေးချမ်းတဲ့အရွေးတစ်ခုရအောင်ဝင်ရောက်ရှင်ပြိုင်တာလားဒါမှမဟုတ်ရင်နိုင်ငံတော်စုပူပုံကံပြီးတော့အကြံဖတ်အားပေးလို့ထောင်ချခဲ့တာကိုဂုံယူစရာတစ်ခုလို့သဘောထားသတ်မှတ်ပြီးတော့မဲဆွယ်နေတာကိုတော်လိုင်းအင်အားစုတွေစုစည်းဖို့ကြံစီနေတာကိုနိုင်ငံရေးလုပ်တယ်လို့ထင်ကြတာလားကျွန်တော်တို့ကနိုင်ငံပြုတ်ပြင်းပြောင်းလဲဖို့အတွက် ဘဝတွေပေးဆက်ပြီးတော့လုံနေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကပြတ်ပြတ်သားသားပဲပြောရလိမ့်မယ်။နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်မယ်။နိုင်ငံကိုနိုင်ငံရေးနီးလန်းနဲ့ပြုတ်ပြင်းပြောင်းလဲဖို့စူးစမ်းနေတဲ့သူတွေကိုနိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နေလို့ လော်ဘီလုပ်ပြီးပတ်စံရှာစားနေတဲ့စစ်လော်ဘီတွေကြက်ကြက်သတိထားလို့သတိပေးခဲ့တဲ့ကိုကိုကြီးကိုလော်ဘီသတင်းဦးကပြန်လည်တုံ့ပြန်ပါတယ်ကိုကိုကြီးကမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲကိုအတက်တရောဝင်ပြိုင်ဖို့ကြိုးစားနေပေမဲ့သူဟာနိုင်ငံရေးအယောင်ဆောင်တော်လှန်ရေးသမားတယောက်သာဖြစ်တယ်လို့သတင်းဦးကဆွဆွဲပြောဆိုပြီးတခြားလော်ဘီတွေကလည်းကိုကိုကြီးကိုမယုံကြည်ကြပါဘူး စစ်တပ်အကောင်ကြီးတွေကိုတိုက်ရိုက်မပြောရတဲ့ကိုကိုကြီးဟာတခုခုဆိုရင်စစ်လော်ဘီတွေနဲ့ခလုတ်တိုက်ပြောဆိုလေးရှိပြီးမကြာခဏဆိုသလိုလည်းအပြန်အလှန်ထိတ်ငုံနေကြတာဖြစ်ပါတယ်။လော်ဘီကျော်မျိုးမင်းကျော်စိုးဦးတို့ကလည်းကိုကိုကြီးဘယ်နဲ့မှားမလဲဆိုတဲ့အကွက်ကိုရှောင်းနေပြီးသူ့ပါတီကိုလည်းမယုံကြည်ကြပါဘူး။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကိုကိုကြီးပါတီဝင်တယောက်စစ်တပ်ကတော်လှန်ရေးဘက်သားလို့တန်တရားဝင်တာကြောင့်စစ်အဖွဲ့ကခေါ်ယူစစ်ဆေးတာခံရပြီး ကိုကိုကြီးအလှဲ့လဲဘယ်နှစ်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။လော်ဘီတစ်ချက်တတိထားဆိုတဲ့အကြောင်းအရာလေးပေါ့နော်။အဲ့တော့လော်ဘီတစ်ချက်တတိထားဆိုတော့ကျမအရန်တတိထားအမယ်။ဘာဖြစ်လို့လဲဆိုတော့ကျမမြန်မာဝတ်စုံချက်ချက်လေးလေးကျမအရန်ဝတ်တတ်တဲ့သူပေါ့နော်။မြန်မာဝတ်စုံချက်ချက်လေးအရန်ဝတ်တာဖြစ်တဲ့အကြောင်းကျမချက်ချက်တတိထားအမယ်။အကြိမ်ဒီထက်ပိုပြီးကြက်သွားမယ်ဆိုရင်လေကြက်သီးတွေလည်းပောက်ထွက်သွားနိုင်တယ်လို့အင်ကြီးလည်းပြဲသွားနိုင်တယ်ပေါ့နော်။အဲ့ဒါလေးတော့ရှိရပါပေါ့။ဆိုတော့ကျမတို့ဒီနေ့ပြောချင်တာကဘာလဲဆိုတော့နိုင်ငံရေးသမားတွေလားတော်လှန်ရေးသမားတွေလား ော်လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်တာဒီနိုင်ငံတော်တည်ငြိမ်အေးချမ်းတဲ့အရွေးတစ်ခုရအောင်ဝင်ရောက်ရှင်ပြိုင်တာလားဒါမှမဟုတ်ရင်နိုင်ငံတော်စုပူပုတ်ကန်ပြီးတော့အကြံဖတ်အားပေးလို့ထောင်ချခဲ့တာကိုဂုံယူစရာတစ်ခုလို့သဘောထားသတ်မှတ်ပြီးတော့မဲဆွယ်နေတာကိုတော်လိုင်းအင်အားစုတွေစုစည်းဖို့ကြံစီနေတာကိုနိုင်ငံရေးလုပ်တယ်လို့ထင်ကြရလားအဲဒါလေးစဉ်းစားဖို့လိုတယ်ပေါ့နော်အဲကျမတို့ကဘယ်နိုင်ငံရေးအကြံသားကိုမှအစောကားပုတ်ခတ်ဝေဖန်ခဲ့တာမရှိဘူးတိုက်ခိုက်ခဲ့တာမရှိဘူးတို့ပေမဲ့ အကြံဖတ်အားပေးခဲ့မယ်ဆိုရင်တော့အကြံဖတ်အားပေးလို့ရတဲ့ဆောင်ရွက်နေမယ်ဆိုရင်တော့ကျမတို့လက်ပိုက်ကြည့်ပြီးတော့ညှဉ်းခံနေမှာမဟုတ်ပါဘူးနိုင်ငံရေးလုံမာလားဒေါ်လာရေးလုံမာလားစူစူပူပူလောက်တာကြီးကိုဂုံယူစရာကြီးလို့ပြောပြီးတော့မဲဆွဲစည်းုံနေရကြီးကိုကိုကိုမှန်လားမှားလားကိုကောင်ပြန်တွေးပါကိုလူကိုထိန်းပါနော်အဲ့တော့နိုင်ငံတော်ဒေါ်လာပုံကန်တာအကြက်ဖက်အားပေးတာကိုဂုံယူစရာကြီးဆိုပြီးတော့မဲဆွယ်စည်းရုံးလိုက်တယ်အဲ့မှာအင်အားစုတွေရလာမယ်ဆိုရင်အဲ့ရလာတဲ့အင်အားစုတွေလည်းပဲနိုင်ငံတော်ဒေါ်လာပုံကန်ပြီးအကြက်ဖက်အားပေးမယ်အင်အားစုတွေပဲဖြစ်နေမယ် ဒါလေးတတိပေးရပါအဲ့တော့ကိုလူကိုထိန်ပါကိုလူကိုမထိန်မဲနဲ့ဘေးကလူတွေပတ်ပြီးမမဲပါနဲ့ဘေးကလူတွေအထင်းချောင်းပေးနေရပါကျမတို့ပြည်သူတွေကိုစားကျမတို့ထိန်ချောင်းပေးနေရပါကျမတို့ဗီဒီယိုတွေကိုတကယ်အမှန်တကယ်အေးချမ်းတဲ့ဘဝတွေကိုပိုင်ဆိုင်စေခြင်းနဲ့စိတ်စီတနာနဲ့ကျမတို့ကထင်ချောင်းပေးနေတာဖြစ်ပါတယ်။ဒါလေးသိထားဖို့လိုပါတယ်။နောက်တစ်ခုကကျတော့လေအဲခင်ဗျားတို့အခေါ်ပေါ့နော်။တက်မတော်အစိုးရကိုအမြင်မကြည့်ဘူးတက်မတော်ကိုအမြင်မကြည့်ဘူးဆိုတဲ့လူလေးတွေ နော်အဲ့တော့နိုင်ငံတိုင်းနိုင်ငံသားမှာတက်မတော်ရှိပါတယ်တက်မတော်မရှိတဲ့နေရာတွေမှာသွားနေပါတက်မတော်မလိုလိုက်တက်မတော်မရှိတဲ့တက်မတော်တွေမရှိတဲ့နိုင်ငံတွေမှာခင်ဗျားတို့သွားနေပါအဲ့ဒီနိုင်ငံတွေကအချင်းပါလေရေကောက်ပွဲကိုခင်ဗျားတို့သွားပြန်ကြပါနော်တက်မတော်ကိုစန့်ကျင်တာကိုဂုံယူစရာတခုလို့သတ်မှတ်ထားရင်တော့လက်ရှိတက်မတော်အဲလက်ရှိတက်မတော်ရှိနေတဲ့နိုင်ငံတော်မှာခင်ဗျားတို့မနေကြတာပိုကောင်းပါတယ်အဲခန့်နေတာကအဲ့ဒီ lobby တွေရဲ့ပြဿနာအဲ့တော့ lobby တွေကဟိုကတော့ပါရဲ့တောင်ပန်းကံပန်းမသိဟဲ့လားကျွန်တော်တို့ နိုင်ငံရေးကျင်းသားဟောင်းဆိုတာကိုတော့သူကတိုက်ခိုက်တယ်လို့လို့လားခမစဉ်းစားကြည့်အလကားနေထောင်နေသွားနေတာမဟုတ်ဘူးကို့ငယ်ငယ်ရွယ်ရွယ်ချိန်နေမှာကို့ကိုကိုကြီးပွားတိုးတက်အောင်လုပ်နိုင်တဲ့အခွင့်အလမ်းတွေအားလုံးကိုစွန့်လွတ်ပြီးတော့နိုင်ငံကိုပြုတ်ပြေပြောင်းလဲဖို့အကြမ်းမဖက်နိုင်ငံရေးနီလန်းနဲ့ဆောင်ရွက်အဲဆောင်ရွက်တဲ့အခါမှာပြောစရာရှိတယ်ကျွန်တော်တို့ဟိုးတုန်းကတခင်ပေါ့ဆာထောင်၆လအဲ့ဒါ네ချက်တိုင်းတစ်ပါးအင်္ဂလိပ်လက်အောင်မှာ 那人一楼的，你看，包是长条了，哎，边边一截长撇的，看哪路股，看哪路鞋嘛，就那样子的。这弄个大门路一个，那窗户呢，可能是雷公的，看哪路来么西的，看哪来么西的。我讲来些个车的呀，嘛，家务么拿的，炒菜哪里呢？炒了车拉的，这弄个他嘛，阿斗的车都么西不？哎，那路卡拉又撇开了，看家罗，这弄个那南家边边边沿嘞布住 ဘဝတွေပေးဆက်ပြီးတော့လုံနေတာကိုပါအဲ့ဒါကိုပါစော်ကားတိုက်ခိုက်လာတဲ့အဲ့ဒီ lobby အုပ်စုကိုလည်းကျွန်တော်ကပြက်ပြက်သားသားပဲပြောရလိမ့်မယ်နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နေလို့အဲ့ဒီလူတွေကိုလည်းကျွန်တော်ကပြောရလိမ့်မယ်ကျွန်တော်တို့ဆဲဆိုတိုက်ခိုက်ချင်းချောက်ခံပြီးတော့ဟလာအခမ်းမသိရင်လည်းဒီဘက်မှာကဟလာမယုံတင်ကာနဲ့စစ်မေးတာဖမ်းဆီးတာခံကောင်းလဲခံရနိုင်အဲ့ဒီအန္တရာယ်တွေကြားထဲမှာနိုင်ငံကိုနိုင်ငံရေးနီလန်းနဲ့ပြုတ်ပြင်းပြောင်းလဲဖို့စူးစမ်းနေတဲ့သူတွေကို နိုင်ငံရေးပလက်ဖောင်းကိုဖျက်ဆီးမပြစ်နဲ့လို့ကိုဘကိုပတ်စံရှာစားစီးပွားရှာစားရင်ရိုးသားသားစီးပွားရှာစားအဲ့ဒီလော်ဘီတွေလည်းပဲအဲ့ဒါကြက်ကြက်တတိထားပါလို့ကျွန်တော်ကပြောချင်တယ်နော်အဲ့ဒါဒါကတော့အစွန်းတစ်ဖက်ကိုကျွန်တော်တို့ပြောရလိမ့်မယ်အဲ့တော့အဓိကကနိုင်ငံမှာနိုင်ငံရေးပလက်ဖောင်းပြန်ပေါ်လာဖို့အဲ့ဒါသိရေးကြည့်တယ်အဲ့တော့နောက်တစ်ခုကျွန်တော်တို့ပါတီမှာဘာလက်နဲ့ကင်အင်အားမှာဓာတ်ရိုက်လည်းမရှိဘူးတွယ်ဝိုက်လည်းမရှိဘူးကျွန်တော်တို့မှာဘာမှလက်နဲ့ကင်အာဂိုဝါဒါမရှိဘူး ဲ့တော့ကျွန်တော်တို့ကပြည်သူပဲအားကိုးရမယ်အဲ့တော့ပြည်သူကမှကျွန်တော်တို့ကိုမထောက်ခံရင်မဲမပေးရင်ကျွန်တော်တို့ခင်ဗျားတို့ဖြစ်စေခြင်းတဲ့ဆန္ဒတွေကိုလုပ်ဖို့ဆိုတာမပြစ်နိုင်ဘူးအဲ့တော့ဒါကြောင့်မလို့ဟလာကျွန်တော်တို့ဟလာအခုရွေးကောက်ပွဲကမ်ပိန်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဟလာ TV ရေဒီယိုမှာလည်းကျွန်တော်ပြောတာရှိတယ်အဲ့ဒီမှာကျွန်တော်တို့သချင်းလဲလွှင့်ထားတာရှိတယ်အဲ့တော့ကျွန်တော်တို့သချင်းကိုခင်ဗျားတို့ပြန်ပြီးတော့ကြားရအောင်ကြည့်ပါကျွန်တော်တို့နိုင်ငံမှာအဓိကကအမှောင်ခစ်ကြီးတစ်ခုလွှမ်းမိုးတယ်အဲ့ဒါဘာလဲဆိုတော့ကြောက်ရွံ့ခြင်း မတိနာမလဲခြင်းစည်ရင်နွမ်းပါခြင်းဒီဟုသောအမောင်တိုက်အမောင်တိုက်ကိုဖြိုခွင်းရအဲ့တော့ဘာလဲဆိုတော့အဲကျွန်တော်တို့ကပြည်သူကကြောက်ကြောက်တော့ကို့မှာဒီဥပဒေမှာခွင့်ရည်တွေရှိတယ်ဆိုတာ तू မသိဘူးကြောက်လို့မပြောရဘူးမသိလို့မပြောတတ်ဘူးအဲ့တော့ကျွန်တော်တို့ကကြောက်နေသလားပြောလိုက်စမ်းပါဒါသိနေကြည့်တယ်အဲ့တော့ပြည်သူတွေဓာတ်ရဲမှာလည်းပဲဟာလာကျွန်တော်ကဒီနေရာမှာအဓိကပြောချင်တာကပဋိပက္ခမြင်မာတဲ့အချိန်မှာ အစွန်းတရားတွေကြီးထွားတယ်အစွန်းတရားတွေဆိုတာတစ်ဖက်ကိုတစ်ဖက်အာဃာတတွေအမုန်းတရားတွေနဲ့တိုက်ချိုက်ဖို့ခြေဖြတ်ဖို့ကြိုးစားတဲ့အစွန်းတရားတွေကြီးထွားနေတဲ့အချိန်မှာအတယောက်ကိုတယောက်အမြင့်ဖြတ်တယ်တကယ်ပြတ်မလို့ပြတ်ပဲငါကျွန်တော်တို့လက်လက်ကန်ပဋိပက္ခဟာလွတ်လပ်ရင်းနဲ့အတူပေါ်လာတာအနည်း80လောက်နီးတာအဲ့တော့လက်လက်ကန်နီးလဲတဲ့အချိန်မထွက်ပါဘူးဆိုတာရှင်းတယ်ဒါဆိုရင်နိုင်ငံရေးနီးလဲတဲ့အချိန်ထွက်သလားဆိုတော့ တကယ်တကယ်လူတွေဖြစ်နေတာကနိုင်ငံရေးမိသားစုကမရတော့ဘူးကွာဆိုတာမျိုးဒီစိတ်ပြက်လက်ပြက်ဖြစ်နေတာဟာနိုင်ငံရေးမိသားစုတခုလုံးကမောသွားလို့လားနိုင်ငံရေးမိသားစုကိုဆောင်ရွက်တဲ့သူတွေချင်းကပုံချင်းကနီးလေလိုအပ်ချက်တွေရှိမနေဘူးလားအဲ့ဒါကျွန်တော်တို့ကတန်သုံးတတ်ဖို့တွေးတယ်အဲ့တော့ကျွန်တော်တို့ကအလားနိုင်ငံရေးမိသားစုကိုချင်းသုံးတဲ့နေရာမှာဘယ်လိုချင်းသုံးတယ်လဲဘယ်လိုချင်းကတယ်လဲဆိုတာဒီကိုပြန်ပြီးတော့မှန်မှန်ကန်ကန်သုံးတတ်ဖို့တွေးတယ် အပုပ္ပလေလေးပြောရင်အဲ့ကျွန်တော်တို့နိုင်ငံမှာအဲ့ဒီပရိမတ်ကနေမြန်မာလာတာနဲ့မြောက်အဲ့စစ်တပ်ကနိုင်ငံရေးမှာပေါ်ဝင်တဲ့ခန်းတံတားကတော့လောက်ကြီးတယ်မြန်မာနေအဲ့တော့ကျွန်တော်တို့ကနိုင်ငံရေးပရိပတ်ကတွေကိုနိုင်ငံရေးဒီလဲနဲ့ဖြည့်ချင်းနိုင်တယ်ဆိုတာကိုသက်တည်ပြနိုင်ခြင်းအဲ့စစ်တပ်ရဲ့ဗနက်ကန်ယူရဲ့အခန့်ကဏ္ဍကိုချော့ချနိုင်အဲ့တော့ကျွန်တော်တို့ကအဲ့ဒီနိုင်ငံရေးပလက်ဖောင်းပြန်ပြီးပေါ်ပေါက်လာဖို့အတွက်ဟောဒီမင်္ဂလာတောင်ညွန့်ညွန့်နဲ့ ပြည်သူပါတီရန်ကုန်တိုင်းဒေသကြီးရဲ့ရုံးရှိပလက်ဖောင်းမှာကျွန်တော်တို့ကျင်းပအဲ့ဒါဟာနိုင်ငံရေးပလက်ဖောင်းပြန်ပြီးတော့ပေါ်ပေါက်လာဖို့ကျေဝန်းလာဖို့အတွက်ဒါဟာအတိတ်ကောင်းသမိတ်ကောင်းပဲလို့ကျွန်တော်ကတော့မြင်တယ်